ကျမရှင်လမ်းပါသေးခင်ဗျာကျွန်တော်မကြသေးခင်ကမှကျွန်တော်နဲ့ပါရဂူပွဲဆိုရဲစောင်းမကိုကျွန်တော်အင်တာနက်ပေါ်မှာဖတ်လိုက်ရပါတယ်အဲ့အကြောင်းအရာနဲ့ဆက်ဆက်ပြီးတော့ကျွန်တော်ပညာရေးနဲ့ပတ်သက်ပြီးတော့ဗောလေမြန်မာပြည်မှာရှိတဲ့အထူးသဖြင့်လူငယ်တွေနိုင်ငံသားပွဲပွဲကိုဟိုကြိုးစားပြီးတော့ရယူချင်ကြတဲ့လူငယ်တွေကိုပညာပေးဖို့အတွက်ကျွန်တော်ရည်ရွယ်ပါတယ်အဲ့စောင်းမဘယ်သူရေးလဲဆိုတော့တော့ကျွန်တော်အတိအကျမသိပါဘူးသို့တော်လည်းပဲကျွန်တော်ယူဆပါတယ်ဒါ professor doctor အောင်ထွန်းသက်ရေးခဲ့တဲ့စောင်းမလို့ကျွန်တော်ထင်ပါတယ်အဲ့စောင်းမဟာအာဇူလိုင်လ22ရက်2013ခုနှစ်မှာအမ်မြမအလင်းသတင်းစာမှာအမပါလာခဲ့တယ်လို့ကျွန်တော်ထင်ပါတယ်ခင်ဗျာဒါပေမဲ့ကျွန်တော်အတိအကျတော့မသိပါဘူးဒါပေမဲ့ကျွန်တော်အင်တာနက်မှာဖတ်လိုက်ပြီးတော့အရန်ဟိုပဲစိတ်ဝင်စားစရာကောင်းတဲ့စောင်းမလေးပါဟာအဲ့စောင်းမထဲမှာတော့ဆရာကြီး professor ဒေါက်တာ အောင်ထွန်းသက်ကအာ ူအမြင်ကိုပါကူဝဲနဲ့ပတ်သက်ပြီးတော့သူ့ရဲ့အတွေ့အကြုံသူ့ရဲ့ပညာရေးဘဝအတွေ့အကြုံကိုသူဆွေးနွေးတင်ပြသွားတာပါလေ။သူကတော့ဟိုပညာရှိနီးနဲ့ရင်းရင်ကျေးကျေးလေးနဲ့တွယ်ဝကြီးဘသူ့ဘာမှမတိုက်ခိုက်ဘဲနဲ့ပြောသွားတယ်။ဒါပေမဲ့နားနဲ့လိုက်တာကတော့သူပြောသွားတဲ့အကြောင်းအရာတွေထဲမှာဆိုလို့ရှိရင် PhD UK PhD USA စသဖြင့်ပြောနေတယ်။ UK ကပဲပွဲပေးလိုက်လို့လို့ USA ကပဲပွဲပေးလိုက်လို့လို့နဲ့အဲလူတွေကညာဖြီးနေကြတဲ့ပုံပဲလို့သူ့အနေနဲ့ ပြောွားဆိုလိုချင်တယ်လို့ကျွန်တော်ယူဆမိတယ်ခင်ဗျာအာအဲ့တော့ကျွန်တော်ကတော့လူငယ်ပြီပြီတဲ့ပဲပြောလိုက်ချင်တယ်ဆရာကြီးပြောတာတွေကတော်တော်သဘာဝကျတယ်ဗျာကျွန်တော်ကိုယ်တိုင်လည်းမြင်မှုတယ်လူငယ်တွေအေအမြင်မမှားစေချင်ဘူးဗျာလူငယ်တွေအနေနဲ့ဖြက်လန်းကိုလိုက်ပြီးတော့အမှားမလုပ်စေချင်ဘူးအဲ့တော့ကျွန်တော်အနေနဲ့ထောက်ပြချင်တယ်ဆရာကြီးရဲ့စောင်းမားတွေအခုကျွန်တော်ဆက်မပြောခင်မှာတော့တခုဖြတ်ပြီးတော့ပြောပြစေဒီစောင်းမားဆရာကြီးရေးခဲ့တာမဟုတ်ဘူးဆိုရှင်ဆရာကြီးနာမည်သုံးပြီးအတွက်ကျွန်တော်ခွင့်လွှတ်ပါလို့ကျွန်တော်အနေနဲ့ဂျိုကြီးပြောချင်ပါတယ် အဲဒါပေမဲ့ဆရာကြီးပြောရေးခဲ့တာလို့ယူဆရတော့ကျွန်တော်ဆရာကြီးရေးခဲ့အနေနဲ့ပဲကျွန်တော်ဆက်ပြီးပြောပြရစီအဲဆရာကြီးပြောရတဲ့ဟာကဗျာ PhD UK ဆိုလို့ရှိရင် UK ကပေးလိုက်တာဆိုတော့ UK ဆိုတာတက္ကသိုလ်မှာဟုတ်လား UK ဆိုတာနိုင်ငံ PhD US USA ဆိုတာလည်းနိုင်ငံနိုင်ငံကဘွဲ့ပေးလို့မရဘူးအဲ့နိုင်ငံမှာရှိတဲ့တက္ကသိုလ်ကပဲဘွဲ့ပေးလို့ရတယ်ပြီးတော့အတွေ့အကြုံပေါ်မှာမူတည်ပြီးတော့ဘွဲ့ချင်းမြင်တာတို့ဘာတို့ဆိုပြီးတော့ပြောသေးတယ်အထူးသဖြင့် PhD ဘွဲ့ရေပေါ့ဗျာမြန်မာပြည်မှာဆိုလို့ရှိရင်ကျွန်တော် PhD က ဥမာတာရကားနဲ့အတူထောက်ပြကြတယ်ကျွန်တော်တို့သိထားတာကျွန်တော်ဉာဏ်ရင်မိတော့ပေါ့ပြီးတော့ဆရာကြီး professor doctor အောင်ထွန်းသက်ဉာဏ်ရင်မိတော့ဆိုလို့ရှိရင်ကျွန်တော်တို့သိထားတာပါဂူဘွဲဆိုတာရဖို့လမ်းတနည်းပဲရှိတယ်သူရိတနာလုံးလုံးပြီးတော့ကျန်းရင်ပြုစုအဲ့ကျန်းကြီးကိုအစစ်ခံရမယ်ပညာရှင်တွေရဲ့ရှေ့မှောက်မှာအစစ်ခံရမယ်အစင်တန်းရှိတယ်ဆိုတော့မှဒါဟာ ပါဟုဘွဲ့ချင်းမြင်ချင်းခံရတာပါတခုတော့ရှိတာပေါ့ဗျာချွင်းချက်က honorary degrees ah honorary doctorate ပေါ့ဒါတွေကကျတော့ထူးချွန်ပြောင်မြောက်တဲ့လူနိုင်ငံရေးမှာပဲဖြစ်ဖြစ်အဲစာပေကျမ်းက literature လို့နေရာမျိုးမှာပဲဖြစ်ဖြစ်အဲစီးပွားရေးမှာပဲဖြစ်အရန်ကိုထူးချွန်ပြီးတော့လူဟောပြည်သူလူထုအတွက်လုံကြီးကန်ကြီးတွေလှုပ်ပေးခဲ့ပြီးတဲ့လူမျိုးစသဖြင့်အဲ့လိုလူမျိုးတွေဆိုလို့ရှိရင် honorary doctorate ပေးလို့ရတယ် ဒါပေမဲ့အဲ့လိုလူတွေကတော့သူတို့ကိုသူတို့ဒေါက်တာလို့ခေါ်လို့မရတော့ဘူးလို့တော့ကျွန်တော်ထင်တယ်ရရင်လည်းရမှာပေါ့ဗျာဒါပေမဲ့ဘယ်လိုပဲဖြစ်အဲ့နီးတော့ရှိတယ်အဲ့လိုမျိုး honorary doctorate ရဝိုင်းလူလည်းရှိပါရှိပါတယ်ဒါကသူတို့ကစာတွေလုတ်ခဲလို့မဟုတ်ဘူးအတွေ့အကြုံကြောင့်ဒီသူတို့ဒီ level မှာကျွမ်းကျင်ပါတယ်အဲ့ level နဲ့ပတ်သက်တဲ့အတွေ့အကြုံရှိပါတယ်ဟာတယ်အဲအဲ့လိုအတွေ့အကြုံတွေကြောင့်လည်းမဟုတ်ဖ ೇನೆ ဖ ೇನೆ သူတို့ရဲ့အခြားသောထူးချွန်ပြောင်ပြောင်မှုတစ်ခုကြောင့်တက္ကသိုလ်ကသူတို့အားရကျေနပ်တဲ့အတွက်ကြောင့်မလို့သူ့ကိုဖွဲ့ဖွဲ့ပေးလိုက်တာဗျဂုံပြူတဲ့အနေနဲ့ပါလေ အဲ့လိုလူမျိုးကျွန်တော်နိုင်ငံမှာလည်းရှိပါတယ်ဥပမာအားဖြင့်ပြောရရင်ကျွန်တော်တို့ရဲ့နိုင်ငံတော်သမ္မတကြီးဆိုလို့ရှိရင်လည်း honorary doctorate ရထားပါတယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကအာဒေါ်အောင်ဆန်းစုကြည်ဆိုလို့ရှိရင်လည်းပဲ honorary doctorate ကိုရထားတာကိုကျွန်တော်တွေ့ရပါတယ်ထူးဆန်းတာအခု internet မှာခေတ်စားရနေအတွေ့အကြုံနဲ့ဟောမှာမူတည်ပြီးတော့ဟောစာစီစာကုန်းလေးရေးလိုက်ဘာအတွေ့အကြုံတွေပဲရှိရဆောက်ပြောဘာစာမွေးမှာအစ်စ်ခံစရာမလိုငါတို့က PhD ပြန်ပေးမယ်ဒေါ်လာ600လောက်နဲ့ဝယ်ယူလို့ရတယ်တနည်းအားဖြင့်ပြောရရင်ပေါ့ ဲ့လိုဟာမျိုးတွေလုံတော့တွေ့ရတယ်။ဒါတွေကိုလူတွေကလည်းမသိဘဲနဲ့အဲ့လို PhD နဲ့အဲနဲ့ဒေါက်တာဒေါက်တာတက်ခေါ်နေတဲ့လူတွေကိုအင်မတန်မှအထင်ကြီးကြတယ်မသိကြရှာဘူး။အဲ့ဒါကိုကျွန်တော်အနေနဲ့ဒီမှာဥမာပေးပြီးပေါ်အောင်လှုပ်ချင်တာဗျ။ဆရာကြီးဒေါက်တာအောင်ထွန်းသက်ရေးခဲ့တဲ့စောင်းမောက်လည်းတေချာပြန်ဖတ်လိုက်ပါဦး။ကျွန်တော်ဥမာကောင်းကောင်းကြီးတစ်ခုပေးရမယ်ဆိုလို့ရှိရင်တော့ Fame Pharmaceuticals ရန်ကုန်မှာအရန်နာမည်ကြီးတယ်။ Fame Pharmaceuticals ရင်းကြီးအားထွက်တဲ့ အဲစေအယိုးဘွားယောဂါကာကွယ်စေတဘာဝစေဘာစေညာစေစသဖြင့်ပေါ့လေအဲ့အဲ့ဟာကြီးအဲ့စေတွေရောင်းပြီးတော့ကြီးပွားချမ်းသာနေတဲ့ဆရာကြီး professor doctor ခင်မောင်လွင်ဖြစ်ပါတယ်ဆရာကြီး professor doctor ခင်မောင်လွင်ဘလို့ပွဲရခဲ့တယ်ဆိုတော့လေကျွန်တော်အရင်ဗီဒီယိုထဲမှာကျွန်တော်ရှင်းပြပြီးပါပြီသူဟာ Trinity College and University ကနေပြီးတော့ PhD ဘွဲ့ယူထားတာပြီးတော့ DBA Doctor of Business Administration အချင်တော့မဟုတ် MBA ထဲမြင်တယ် အဲ့ဒါကိုလည်းကွန်ကိုရီယာကောလိပ်ရှင်ယူနီဗာစီတီနေရာနေယူထားတာစားစားချင်းကတော့ကျွန်တော်လည်းဆရာကြီးကိုဆရာကြီးဆိုတာကျွန်တော်ကပါပေါက်ခါကြီးဒေါက်တာခင်မောင်လွေအောင်ပြောတာဒေါက်တာခင်ဒီ fame pharmaceuticals ပိုင်ရှင်ကြီးပေါ့လေပိုင်ရှင်ကြီးကဟိုအစတော့ကျွန်တော်လည်းတိတ်ပြီးတန်တရားတော့မရှိဘူးကြာနောက်ပိုင်းကျဘလို့တန်တရားရှိလာလဲဆိုတော့သူကိုယ်တိုင်ရေးထားတဲ့ကိုရေးအချင်းဒီသူသူထုတ်တဲ့စာအုပ်တွေကျမရေးအတွက်ဘဟုတုတ္တစာအုပ်တွေပေါ့လေသူကိုယ်တိုင်ထုတ်တာအဲ့ကိုရေးအချင်းတွေကိုယ်တိုင်ခမရတော့ပဲဖတ်ကြည့်ကြပါဗျာ တစ်ခုနဲ့တစ်ခုနဲ့ကတိတ်ရှင်းတော့မညီဘူးဗျ။သူ့ကိုရေးချင်းဆိုတော့ကျွန်တော်ရေးလို့မရဘူး။ခမားရေးလို့မရဘူး။သူ့ကိုယ်တိုင်သူ့အတူရေးတာ။ဟိုတိုက်ပြိုက်တဲ့လူမှားရင်တော့တမျိုးပေါ့ဗျာ။အဲ့တော့အဲအဲ့တဲမှာ तू က PhD ကို UK ကရတယ်လို့လို့ဂျာမနီကရတယ်လို့ USA ကရတယ်လို့အမျိုးမျိုးလုပ်နေတဲ့အခါကျကျွန်တော်ကနည်းနည်းတန်တရားဝင်လာဝင်လာပြီး तू ရောတဲ့တက္ကသိုလ်တွေကလည်းကျွန်တော်တိတ်ပြီးတော့မကြားဘူးတဲ့အခါကျကျွန်တော်က Google ထဲမှာစရှာအောင် Trinity College and University ဆိုရုပ်တရက်ကြည့်လိုက်ရင်တော့ Oxford or Cambridge to Trinity College လို့လို့ Dublin က Trinity College လို့လို့ USA မှာရှိတဲ့ Liberal Arts Trinity College လို့ PhD ပွဲမှာပြီးတဲ့ Liberal Arts College ပေါ့လေအဲအဲ့အဲ့လိုဟာမျိုးလို့လို့ထင်ရတယ် Concordia College လည်းအဲ့တိုင်းပါပဲ Concordia University ဆိုတော့ရှိတယ်ဒါပေမဲ့ Concordia College and University ဆိုတာမရှိဘူး Trinity College and University ဆိုတာလည်း Bogus College Diploma Mill လို့ခေါ်တယ်အဲ့ဒါရှိတယ် အဲ့ဒါခင်ဗျားတို့ Google ထဲကိုရိုက်ထည့်လိုက် trinityeducation.com ဆို website ကိုရောက်သွားအဲ့မှာဘွယ်မျိုးတုံရှိတယ်ဝယ်ယူလို့ရတယ်သူတို့ကတော့ပြောထားတာ ethical consideration ပေါ့လေအဲဒါဟာကောင်းတော့လို့ရလားပါလားပေါ့ဆိုတော့နေထားတယ်မိကုန်းအဲ့အောက်မှာတော့ဗာရေးထားတယ်ဆိုတော့အာစာမေးပွဲတွေမဖြေရတာအရင်အရင်ဘာအောင်လက်မှတ်ညာအောင်လက်မှတ်တွေမပြရတာလွဲလို့ရှိရင်တဲ့အဲငါတို့ကအတွေ့အကြုံပေါ်မှာမူတည်ပြီးတော့ဘွယ်တွေကိုချင်းမြင့်တာဖြစ်တဲ့အတွက်အဲအမ် ဘာမှဟိုအမှားရမရှိဘူးတဲ့ accreditation မိုင်းကဘာမှပြဿနာမရှိဘူးတဲ့သူကပြောတာမင်းတို့ကအာကိုကျွမ်းကျင်ပါရစေပညာကိုတတ်နေပါစေရဲဆိုတော့အဲ့တော့ဘာမှစမ်းစစ်မှုမရှိတဲ့ဟာဘာသူတွေတနာမှမလုပ်ဖ ೇನೆ တတ်လာတယ် PhD ပွဲကြီးရလာဆိုတော့တမျိုးပဲဗျာအဲ့တော့ခမားတို့ကျွန်တော်ကအခုပြောချင်တာဗျာအော်ဒီရီဆိုင်ပရော်ဖက်ဆာဒေါက်တာအောင်ထွန်းသက်ရေးထားတဲ့စောင်းပါကိုဖတ်ပြီးတော့ဒေါက်တာခင်မောင်လွင်အကြောင်း case study တစ်ခုအနေနဲ့သုံးသပ်ကြည့်လိုက်ပါ အဲ့ဒါဆိုရင်ဆရာကြီးဒေါက်တာအောင်ထွန်းသက်ရေးထားတဲ့ဆောင်းပါးပို့ပြီးတော့အတိတ်ပဲရှိလာလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဆရာကြီးကတော့ဘသူ့အမှရည်ရွယ်တာတော့မဟုတ်ဘူး။သူကတော့ပညာပေးကြတယ်၊ပညာရှိနေတယ်။ဒါပေမဲ့တချို့လူတွေကတိတ်ပြီးမစင်းစားကြဘူး။အဲ့တော့ရုတ်တရက်ခေါင်းထဲဝင်မှာမဟုတ်ဘူး။ရုတ်တရက်နားလည်မှာမဟုတ်ဘူးထင်တော့ကျွန်တော်ကအခုဒီမှာဥပမာနဲ့တကွာပေးလိုက်တယ်။ဆရာကြီးပြောရတဲ့ထဲကတော့ခုနကကျွန်တော်လည်းခုနထပ်ကလည်းလည်းပြောပြီးပြီး PhD ဘွယ်ရဖို့ဆိုတာဟာတနည်းပဲရှိရသူတည်တနာလှုပ်ပြီးမှရတာဆိုတော့ဒေါက်တာခင်မောင်လွင်က ဘာချမ်းကြီးကိုဘလို့ပြုစုလိုက်လို့ဘလို့ဘွဲရတာသူသူတွေတနာကိုအဲ့ကုနာ Trinity College and University ဆဲနေရာမှာဘယ်နှစ်နှစ်သွားပြီးတော့သူတွေတနာလောက်ခဲ့တလဲအဲ့ဒါကိုကျွန်တော်မေးလိုက်ရှင်တယ် campus တောင်မရှိဘူး internet ပေါ်မှာ website လေးတစ်ခုသာရှိတိုက်ခန်းလေးတစ်ခန်းနာရှိတဲ့နေရာကဘလို့လို့ပြီးသူ့ကို PhD လုပ်ဖို့အတွက် facility တွေပေးလိုက်လဲဆိုတာကျွန်တော်အနေနဲ့စဉ်းစားလို့မရဘူးဒါကျွန်တော်အထောက်ထားရအများကြီးရှိရနော်အထောက်ထားကတော့ နောက်ဆုံးနိုင်ငံတော်အဆက်ကွဲစီတဲ့မြန်မာတန်တော် association website ပဲအခုကျွန်တော်ပြောရဲချိန်မှာဖြုတ်ချလိုက်ရင်တော့မသိဘူးအခုခင်ဗျားတို့တက်ကြည့်ချင်တက်ကြည့်လို့ရသေးတယ် www.mda-myanmar.org/drkml.html အဲ့မှာနိုင်ငံညာပညာရှင်တွေရောဗားရောပေါ့နော်သူတို့ဖိတ်ပြီးတော့တန်တော် conference လောက်တာဒီဆရာဝန်ကြီးကသူဘာဘွဲတွေရထားပါတယ်ညာဘွဲတွေရထားသူရဲ့ profile ကိုအဲ့မှာတင်ထားသေးတယ် အဲ့ဒါ तू ကလည်းအဲ့ conference မှာသွားပြီးတော့စာတန်းတွေပါတယ်တော့မှဖတ်လိုက်သေးရယ် Wikipedia လို့ဟာမျိုးကနေဖတ်ပြီးတော့ရှောက်ပြောတဲ့ဥစ္စာ popular science data ပဲရှိတဲ့ဥစ္စာတွေကို तू ပြောသွားတာနိုင်ငံတော်ရဲ့သိက္ခာလည်းကြားစီတယ်ပညာရှင်တွေရှိမှာကြာကမ္ဘာနိုင်ငံသားပညာရှင်တွေရှိမှာကျွန်တော်ကတော့ရှက်လိုက်တာအဲ့ဒါကိုမသိတဲ့မြန်မာသွားပဲဆိုင်ရာဆရာဝန်များအဖွဲ့အစည်းသူတို့ကိုစားလဲကျွန်တော်တကယ်လည်းရှက်တယ်ဗျာ ထားတော့အဲ့တော့ကျွန်တော်ခုနပြောချင်တာ case study လို့အဲ့ခုနအာအာဒေါက်တာခင်မောင်လွင်ရဲ့ပွဲတွေဘယ်လိုရလဲခနောက်ဆုံးခင်ဗျားတို့ကစိတ်ရှိလို့ရှိရင်သူ့လိုပွဲမျိုးတစ်လုံးတော့ယူလို့ရသေးတယ်ဗျာအာအဲကျွန်တော်ပြောရရည်ရဲ့ချက်ကလည်းဒီလိုပါအခုမြန်မာပြည်ကဟိုအခုနောက်ပိုင်းကပညာရေးကိုပို့ပြီးအလေးပေးလာခါကျတော့အောင်လူငယ်တွေဟာလည်းပဲစူးစမ်းပို့ပြီးစူးစမ်းလာကြတော့လည်းတွေ့ရတယ်နိုင်ငံခြားမှာသွားပြီးတော့ပညာရေးပိုင်းသင်ကျင်ကြတော့လည်းတွေ့ရတယ်ဗျအဲ့လို အဲ့ကကျတော့သူတို့တွေလမ်းမမလိုက်မိဖို့အတွက်ပေါ့လေဖြတ်လန်းလိုက်ပြီးလမ်းမမရောက်သွားသေးဖို့အတွက်ကျွန်တော်အနေနဲ့စေတနာနဲ့ပြောတာပါအကျွန်တော်ပြောတဲ့ဟာမယုံဘူးကျွန်တော်ခုနပြောအဲဒေါက်တာခင်မောင်လည်းကိစ္စမယုံဘူးဆိုလို့ရှိရင်လေခုနဒေါက်တာအောင်ထွန်းအောင်ထွန်းသက်ရဲ့စောင်းပေါက်ဖတ်ပြီးလို့ရှိရင်အဲဒေါက်တာခင်မောင်လည်းဘလို့သူ့တွေတနာတွေဘလို့လုပ်ခဲ့ရဲဆိုတော့အဲ့ဒါတေချာလေးလေ့လာလိုက်ပါသူ့ဝက်ဘ်ဆိုက်မှာတင်ထားတဲ့သူ့သူ့တင်နေတာတော့ပေါ့ဆိုတာဘာမှအစင်တန်းရှိဘူးသူဘာသူ့တွေတနာမှလုပ်တယ်လို့ကျွန်တော်မယူဆဘူးလုတ်လုတ်ကောင်းလုတ်လိမ့်မယ်သူ့တွေတနာကတော့ဒါရှင်းရှင်းပြောရလို့ရှိရင် အင်အင်တာနက်လေးခောက်ပြီးတော့အော်အော်မသိတဲ့ဟာလေးတခုကိုဖတ်လိုက်ရင်လည်းဒါသူတွေတနာလို့ဟိုလည်းဖြစ်သွားတာပဲဒါပေမဲ့ကျွန်တော်တို့ပညာရှင်လောကမှာသတ်မှတ်ထားတဲ့သူတွေတနာဆိုတာသူများမလုပ်ရသေးတဲ့အရာအာ original piece of research ကိုရိုင်းလုတ်ခဲ့အရာအဲ့ဟာကိုမသူတွေတနာလို့ခေါ်တယ်သူများဟာကိုဖတ်ပြီးတော့ပြန်ပြီးတော့ရေးသားဖော်ပြတာအဲ့ဒါသူတွေတနာမဟုတ်ဘူးအာသူလုတ်ပါရဲပါရဲဆိုတာတခွဲကန်ထဲမှာဟိုဟာလေးစမ်းဒီဟာလေးစမ်းအဲ့ဒါသူတွေတနာမဟုတ်ဘူးအဲ့ ပါရဂူပွဲရဖို့အတွက်ဘယ်လိုသူတွေတနားရီလုပ်ခဲ့လဲဘယ်လိုကြမ်းတွေဘယ်လိုပြုစုခဲ့လဲအဲ့ဒါတွေကိုတေချာလေးလေ့လာလိုက်ကြပါအောင်မြန်မာပြည်မှာတော့ဟိုဟိုဒီဒီ PhD ပါရဂူပွဲတွေအရန်ဖောင်းပွားပြီးတော့နိုင်ငံတော်အတွက်ကျွန်တော်အရန်ကိုရင်လင်းမိပါတယ်ဗျာ